5ရက်နေ့ကကျင်းပပြီးစီးခဲ့တဲ့ American ရွေးကောက်ပွဲမှာ Republican Party က Donald Trump အနိုင်ရခဲ့တဲ့အတွက်မကြခင်မှာ48ရောင်းမြောက် American သမ္မတဖြစ်လာတော့မှာဖြစ်ပါတယ်။ Trump ဟာသူ့ရဲ့ပထမအကြိမ်သမ္မတတာဝန်ယူခဲ့တုန်းက American ရဲ့နိုင်ငံတကာဆက်ဆံရေးမှာမူဝါဒအပြောင်းအလဲတွေကြီးကြီးမားမားလုပ်ခဲ့တဲ့အတွက်ဒီမိုကရေစီအင်အားစုတွေကြားမှာစိတ်ကတိကအောင်ဖြစ်စရာတွေဖြစ်ခဲ့ရပါတယ်။အထူးသဖြင့် American အစိုးရရဲ့နိုင်ငံရက်ချအကူအညီရွှေ့ပြောင်းအခြေချမှုနဲ့ဒုက္ခသည်ဆိုင်ရာ ိစတွေမှာရိုက်ခတ်မှုကြီးမားခဲ့ပါတယ်။ အခုဒီချိန်မှာလေရွေးကောက်ပွဲမဲဆွဲမှုတွေမှာဒီကိစ္စတွေကိုပဲဇောင်းပေးပြီးပြောဆိုခဲ့တဲ့အတွက် Donald Trump လက်ထက်မှာမြန်မာအရေးနဲ့ပတ်သက်ပြီးစိန်ခေါ်မှုတချို့ရှိလာပါတယ်။ဒါကြောင့် American သမ္မတအသစ် Donald Trump လက်ထက်မှာမြန်မာအရေးနဲ့ပတ်သက်ပြီးဘလို့အပြောင်းအလဲတွေဖြစ်လာနိုင်သလဲ။အခုအညီပေးကိစ္စတွေအပေါ်ထိခိုက်မှုရှိလာနိုင်သလားဆိုတာတွေကိုတန်ရွန်ခန့်မီဒီယာရဲ့တာဝန်ခံ Editor ဖြစ်တဲ့ဒေါ်စုမြတ်နဲ့ဝါရှင်သတင်းသမားတဦးဖြစ်တဲ့ဦးတိုးစော်လက်တို့ကအဓိကဆွေးနွေးသွားမှာဖြစ်ပြီး host အနေနဲ့ကျွန်မမြင်ပြဆောင်ကပါ ါဝင်တက်ဆက်သွားပါမယ်။ဟုတ်ကဲ့မင်္ဂလာပါဦးတိုးစော်လန်းနဲ့မဆုမြတ်။မင်္ဂလာပါရှင့်။ဟုတ်ကဲ့မင်္ဂလာပါရှင့်။ဆိုတော့ကျွန်မဒီနေ့အတွက်ပေါ့နော်မဆုမြတ်ကိုအရင်ဆုံးကျွန်မမေးချင်ပါတယ်ရှင့်။ဟုတ်မဆုမြတ်ရေအာ58ရောင်မြောက်အမေရိကန်သမ္မတဖြစ်လာမယ့် Donald Trump ဟာအရင်သမ္မတတွေနဲ့ရှင်အမေရိကန်ပြည်ရင်းရေးကိုပဲစိတ်ဝင်စားခဲ့တာတွေ့ရတယ်ပေါ့နော်။သူ့ရဲ့အရင်ပြီးခဲ့တဲ့ Trump ရဲ့လက်ထက်တုန်းကအခြေအနေကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်သူကဒီ သူရုံးစားထိုင်တဲ့နေ့မှာပဲသမရဟောင်းအိုဘားမားသဘောတူထားခဲ့တဲ့ဆက်နှစ်နိုင်ငံ ပစိဖိတ်ကုံသွဲရေလွတ်လပ်ဆုံးနေရာနှုတ်ထွက်ခဲ့တယ်။သမရအဖြစ် ကျန်းသစ္စာကြိမ်အပီတပတ်ထဲမှာပဲမွတ်စလင်အများစုနေထိုင်တဲ့နိုင်ငံခုနှစ်နိုင်ငံကနေအမေရိကန်ကိုလာမဲ့သူတွေကိုဗီဇာပိတ်ခဲ့တယ်။နောက်ပြီးတော့သူ့ရဲ့သမရသက်တမ်းပြီးဆုံးခါနီးအချိန်အထိမှာပြည်ဝင်ခွင့်ကန့်သက်ခံထားရတဲ့နိုင်ငံ73နိုင်ငံအထိဖြစ်သွားတာပေါ့နော်။အဲ့ဒီထဲမှာဆိုရင်လည်းမြန်မာလည်းအပါအဝင်ပေါ့။ဒီတော့အာမ အခုမကြာခင်လာမဲ့ Trump လက်ထက်မှာဒီမြမအရေးနဲ့ပတ်သက်ပြီးတော့လက်ရှိအနေအထားတိုင်းဆက်ရှိနိုင်သလားမူဝါဒအပြောင်းလဲတွေဖြစ်လာနိုင်သလားဆိုတာအနေအရင်ဆုံးဆွေးနွေးပေးစီချင်တာပါမဆုမြတ်ဟုတ်ကဲ့ဟုတ်ကဲ့အဲကြီးကြီးမားမားမူဝါဒအပြောင်းလဲတွေမဖြစ်တော့ပေမဲ့လည်းပဲ ချို့မှာတော့တက်ရောက်မှုရှိနိုင်တယ်လို့ယူဆလို့ရတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ trend ဆိုလိုက်တာ ਨੇ သူ့ကိုတက်မှတ်ပြီးသားပြယုတ်တည်ရှိတယ်။အဲ့ဒါက trend American ပြည်တွင်းရေးကိုအလေးထားတယ်။ဒီနိုင်ငံတကာကကူညီထောက်ပံ့ရေးတွေနောက်ပြည်ပနိုင်ငံတွေနဲ့တန်တမန်ရေးရာတွေကိုတိတ်ဆိတ်ဝင်စားရတဲ့သူဖြစ်တယ်ပေါ့နော်။ဒီတော့မြန်မာနိုင်ငံရေးကိုလည်းတိကျကြီးသူစိတ်ဝင်စားမှာမဟုတ်ဘူးလို့ယူဆလို့ရတယ်။ ါပေမဲ့ဟိုတခုစဉ်းစားမိတာကဒီသမရာဂျိုးပိုင်နဲ့လက်ထက်မှာလှုပ်ဆောင်ခဲ့တဲ့မြမအရေးကူညီဆောင်ရွက်မှုတွေကတော့ရပ်တန့်တော့မှာမဟုတ်ဘဲနဲ့ဆက်သွားနိုင်မယ်လို့လည်းယူဆလို့ရတယ်ပေါ့နော်အဲ့တော့ try ရဲ့ဒီ message ထားတဲ့ရေကောက်ဘက်တရီကိုကြည့်မယ်ဆိုလို့ရှိရင်နဇက်ဒေတာလုံးချုပ်ရေးတို့နော် American စီးပွားရေးအကောင့်ဘို့လို့ပြောခဲ့တာတွေ့တယ်တွေ့ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မယ်ဒီလက်ရှိ trend ရွေးချယ်ထားတဲ့သူတွေကိုကြည့်မယ်ဆိုလို့ရှိရင်စီးပွားရေးသမားတွေအများစုပါဝင်နေတာကိုအကျဉ်းအဖြစ်တွေ့မြင်ရတယ် ဲ့လက်တလောမှာဒီတုက္ကဋိကဝိကိုဦးစားပေးအကောင့်တဲ့ပေါ်လာနိုင်တာကစီးပွားရေးနဲ့ပတ်သက်တော့ဦးစားပေးလုတ်ကိုင်းမဲ့သဘောရှိတယ်ပေါ့နော်ဒါကြောင့်မဲဒီ trend ကမြန်မာအရေးဆိုတာတဲ့စီးပွားရေးကောင်းမွန်တဲ့ဒီ Thai နဲ့ပိုချိတ်ဆက်ဖို့ပဲသူကစိတ်ဝင်စားမှာအဲ့ပြီးခဲ့တဲ့ဒီ19ရက်ကပဲ Thai ဝန်ကြီးချုပ်နဲ့ဒီ trend ကိုဆက်တဲ့စကားပြောတယ်လို့ Bangkok Post မှာသတင်းဖော်ပြထားတာလည်းဖတ်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာဒီပြောခဲ့တဲ့စကားတွေကိုကြည့်မယ်ဆိုလို့ရှင်လည်းဒီ Thai နိုင်ငံလှပတဲ့တိုင်းပြည်ဖြစ်ကြောင်းဒီ Washington နဲ့ Thai ကအကားလှရှိကြတဲ့မဟာမိတ်ဖြစ်တာတွေဆိုတာမျိုးတွေပြောဆိုခဲ့တယ်ပေါ့ နောက်ပြီးရှေ့မှာပြန်ကြည့်လို့ရှိရင်လည်းဒီ Thai American ပူတွဲစီရေးလေ့ကျင့်တာတွေကနှစ်စဉ်လောက်ခဲ့တာတွေ့ရတယ်ပေါ့နော်အဲ့တော့လက်ရှိဒီအစိုးရဖွဲ့နေစေကာလမှာပဲ Thai ဝန်ကြီးချုပ်နဲ့ဆက်သက်စကားပြောလာတာကိုကြည့်လို့ရှိရင်ထက်သွေးစင်းစရာတွေထွက်လာတာကဒီ Trump ကလက်ရှိမြန်မာအရေးနဲ့ပတ်သက်တာအထက် ASEAN ရဲ့စီးပွားရေးစည်းကမ်းကိုအရင်ချိန်ထိုးစဉ်းစားနေပုံတော့ရတယ်ပေါ့နော်လက်ရှိချိန်မှာဒီ ASEAN မှာယင်းနှမြုံနံထားတဲ့အတိုင်းအတာကိုကြည့်မယ်ဆိုလို့ရှိရင်အများဆုံးဖြစ်ပြီးတော့တရုတ်ထက်ဒီ၃ဆကျော်၄ဆနီးပါးရှိတယ် တော့ဒါတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီရွေးကောက်ပွဲကတိကဝိတ်တွေထဲမှာ American စီးပွားရေးအားကောင်းမှုဥစားပေးလုပ်နိုင်ပြီးတော့ဒီ net data လုံခြုံရေးကိုအဲ့ဒီနောက်မှလုံလာနိုင်မလားလို့တော့ယူဆရတယ်ပေါ့နော်အဲ့တော့အဲ့လိုလုံလာချိန်မှာလည်းသူ့နိုင်ငံကိုရောက်နေတဲ့ဒီတရားမဝင်ရွှေ့ပြောင်းနေသူတွေအတွက်ကပိုပြီးစိတ်ပူစရာဖြစ်လာနိုင်ပြီးတော့တခြားနိုင်ငံတွေကိုဒီထောက်ပံ့ပေးနေတဲ့ဒီမိုကရေစီရေးလို့အရာတွေကိုလည်းဒီလုံလက်စတွေကိုတော့ဆက်လုပ်နိုင်တယ်စီမံကိန်းအစ်စ်တွေနောက်ပြီးတော့ထပ်ပြီးတော့လုပ်ငန်းဟာတွေကတော့ဆက်လုပ်မလားလျှော့ချမလားဆိုတာကတော့ ြောရခဲ့တဲ့အနေအထားမှာပဲရှိနေသေးတယ်လို့တော့ကနအုဆွေးနွေးပြရစီရှင်ဟုတ်ကဲ့ပါရှင်ဒီတခါဥတုစော်လက်ကိုအလှည့်ပေးကြပါရရှင် Trump ကပထမအကြိမ်သူအရွေးခံရတော့ကလည်းနိုင်ငံတကာဆက်ဆံရေးနဲ့အကူအညီပေးရေးကိစ္စတွေပေါ်အာရုံရှိခဲ့ဘူးဆိုတာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့ဒီတုန်းကဒီအမေရိကန်မှာအခြေချခွင့်ပေးတဲ့ဒုက္ခတွေအခြေအတွက်ကိုကန့်သက်ခဲ့တယ်လို့ယာယီနေထိုင်အလုပ်လုပ်ခွင့်ပေးထားတဲ့နိုင်ငံ6ခုကလူပေါင်း 3သိန်း3000ကိုလည်းပေးထားတဲ့ခွင့်ရီတွေရပ်ဆိုင်းခဲ့တာကိုတွေ့ရတယ်။နောက်ပြီးဒီနှစ်ထိုင်းနယ်စပ်မှာရှိတဲ့မြန်မာဒုက္ခသည်တွေအပေါ်မှာဆိုလို့ရှိရင်လည်းအမေရိကန်မှာခုလုံခွင့်နဲ့ပတ်သက်လို့ကန့်သက်ခဲ့တယ်။ဒါကြောင့်သာအခုဒီ Donald Trump ရဲ့သမရသက်တမ်းမှာဟိုထိုင်းနိုင်ငံကမြန်မာဒုက္ခသည်တွေအမေရိကန်နိုင်ငံကိုရွှေ့ပြောင်းနေထိုင်ခွင့်အစီအစဉ်ကိုပယ်ဖြတ်နိုင်တယ်ဆိုတဲ့သတင်းတွေလည်းထွက်နေတာဖြစ်တယ်ပေါ့နော်။ဒီတော့ကျွန်မမေးချင်တာကဒီအခုတစ်ချိန်မှာလေအရင်တစ်ခါလိုပဲမြန်မာဒုက္ခသည်တွေကိစ္စမှာအကန့်အသတ်တွေဖြစ်လာနိုင်သလား။ဒါမှမဟုတ်ဒုက္ခသည်တွေကိုအမေရိကန်ကလုံးဝလက်မခံတော့အခြေတဲ့အခြေပေါ်တော့ဖြစ်သွားနိုင်သလားဆိုတာသုံးသပ်ပြပါဦးတို့ဆိုလည်းဟုတ် ဟိုမှာလေးခေါ်တဲ့ဒေါ်နယ်ထရွန်းပေါ့ဗျာသူနဲ့ထရန့်နဲ့ပတ်သက်ရင်တော့မြန်မာဒုက္ခတဲ့သူကတော့ immigration policy ကသူ့ရဲ့မဲဆွဲတဲ့အထက်မှာတော်တော်လေးကိုကြီးကြတယ်ပေါ့နော်ဟိုမြန်မာနဲ့ပတ်သက်ရင်တော့ America မှာရှိတဲ့ Colombia ဒီ blue collar အလုပ်သမားတွေကကောင်းပေမဲ့နေဇက်မှာဒီလူမှုကြီးကြီး refugee asylum seeker တွေတော့အသိမကောင်းပါဘူးအခုပဲ America မှာကျွန်တော်တို့သိတာတော်တော်များများ အရင်တုန်းကဟိုဒုက္ခသည်လျှောက်ထားတဲ့ silence ကလောက်ထားတဲ့ဒါပေမဲ့မရသေးတဲ့လူတော်တော်များများကနေဒါကိုပြောင်းချွေဖို့ကြိုးစားနေကြတယ်လေ။ဘာဖြစ်လို့ Trump ရဲ့သူပြောထားတဲ့ဟာနောက်ပြီးတော့အဲ့ဒါတွေကိုနေရဲ့နေရင်ဒေသကိုပြန်ပို့မယ်စစ်တပ်နဲ့ပါသုံးပြီးလုပ်မယ်ဒါတွေအကုန်လုံးသူ့ရဲ့သမရတတန်ရက်တရာအတွင်းမှာလုပ်မှာပါ။သမရတွေတော်တော်များများသူတို့ရဲ့ရွေးကောက်ပွဲမဲဆွဲတာကိုတတန်းရဲ့အခုဆိုရင်တော့ကျွန်တော်တို့ဇန်နဝါရီ20ရက်နေ့စပြီးရက်တရာအတွင်းလုပ်တတ်ပါတယ်။အဲ့တော့ကျွန်တော်တို့သူသဖြင့်ဟိုနေဆက်မှာ တော်တော်ကြာကြာလေးကနေခဲ့တယ်ကရင်ဒုက္ခတွေအများကြီးပါကျွန်တော်သိတဲ့လောက်တော့ no bore ဘာလို့ပေါ့နော်အရင်ဆိုကသူတို့ခေါ်သွားဖို့လုပ်နေတယ်အဲ့ဒါတွေတော်တော်များများဒုက္ခရောက်သွားနိုင်ပါတယ်ဘာလို့ရှိပြီးသားလူတော်မှသူကဟိုတရားမဝင်ဝင်လာတယ်အဲ့ဒါကိုဖမ်းပြီးပြန်ပို့မယ်စစ်တပ်ဘာသုံးမယ်ဆိုတော့ဟိုထက်ခေါ်ဖို့ဆိုတော့တော်တော်ပြဿနာရှိပါတယ်ဒါပေမဲ့ဂျန်တဲ့ဟိုမြန်မာပြည်နဲ့ပတ်သက်ရင်တော့သူကတော့ဘိုင်ပါတီဇန်လုံးခေါ်ပါတယ်သူကဟိုဟိုနေမဲ့ဘယ် Republican ကမှတက်တဲ့ Democrat ပဲတက်တဲ့မြန်မာ policy ကတော့ ပြောင်းလဲသိမရှိပါဘူးဒါပေမဲ့သမရကိုယ်တိုင်ကတော့သိစိတ်ဝင်စားရတဲ့တော့မပါဘူးဆောနာပြောတယ် issue like ယူရမယ်ဆိုရင်ဒုက္ခတဲ့နဲ့ပတ်သက်ရင်တော့ထပ်ဝင်ဖို့လူတွေတော်တော်ခက်သွားပါလိမ့်မယ်ဒါပေမဲ့အမေရိကမှာရှိပြီးသားသူတိပြနေကျွန်တော်ပြောကြတာကရင်တို့ချင်းတို့အဲ့မှာအမေရိကမှာ community ရှိတယ်ကော်လံဘီယာတွေပေါ့ blue community သူတို့ကတော့ကြိုက်ကြတယ်ကြိုက်တယ်ဆိုတော့သူတို့ကအလောက်ကိုင်ခွင့်လန်းပုံများလိမ့်မယ်တရုတ်ကိုစီးပွားရေးသူတိပြနေတော့ကုန်သွယ်ရေးစစ်ပွဲဖြစ်လိမ့်မယ်တရုတ်ပစ္စည်းတွေအခွန်ကောက်မယ်သူကအမေရိကအမေရိကန်ပစ္စည်းကိုသူတိုးမြှင့်မယ်အမေရိကန်ရဲ့ ကျွန်တော်တို့ကိုလာကောလံပြအလို့သမားလူလန်းသားရဲ့အကျိုးကိုကြည့်မယ်ဒုက္ခတဲ့အရေးကိုပေးဖက်ထားမယ်ဒါတွေကတော့ရှိပါတယ်ဘမပြီတစ်ခုလုံးရဲ့ policy နဲ့ပတ်သက်တာတော့ထိရောက်မှုနည်းပေမဲ့တချို့ issue လိုက်ထိရောက်မှုရှိတာတွေဖြစ်နိုင်ပါတယ်နောက်တစ်ခါ USA ကို US ဟိုသူပထမတစ်ခါလဲ USA ကိုဟို10 billion billion 10000လောက်ဟိုပတ်စံဖြတ်ဖို့လုပ်ခဲ့ဘူးပါတယ် သူလက်တန်းလက်တန်းလုံးอ่ะအဲ့တော့ USA ကနေကူညီနေတာဆိုရင်ဒုက္ခတဲ့ဒီလူခေါ်တာလည်းမဟုတ်ဘူးသူတမင်ရိုဟင်ဂျာကူညီနေတဲ့တော်တော်များများလဲကျွန်တော်ထင်ပါတယ်ဟိုကြွယ်ကူရေပါအဲ့ဒါတွေနဲ့ပတ်သက်ရင်တော့သိမကောင်းပါဘူးအဲ့တော့သူကောင်းတာကြတော့အထက်မှရှိတယ်အမေရိကကိုရောက်ပြီးသားတရားဝင်မြန်မာပြည်အတွက်ကောင်းမှုမယ်နေဆက်မှာရှိတဲ့ဒုက္ခတွေအတွက်တော့သိအခြေအနေမကောင်းလို့ပဲဆက်ဆွေးနွေးပေးရသည်ဗျာ။ ဟုတ်ကဲ့ပါရှင်မဆုမြတ်ကိုအလှည့်ပြန်ပေးချင်ပါတယ်။သမရဂျိုးဘိုင်ဒန်လက်ထက်မှာ American Outlook တော်ကဟိုကျမတို့ဆီကဒေါ်လာရင်းဖွဲ့ရီကိုလက်နက်မဟုတ်တဲ့အကူအညီပေးနိုင်မဲ့ Burma Aid ကိုပြဋ္ဌာန်းနိုင်ခဲ့တယ်ပေါ့နော်။ Republican ရော Democrat လွှတ်တော်အမတ်တွေပါပါတဲ့မြန်မာအရေးလွှတ်တော်ကော်မတီတရက်ကိုလည်းဖွဲ့စည်းနိုင်ခဲ့တယ်။ဒါပေမဲ့ဒီ American အကျိုးစီးပွားတာပထမလို့တွေးကြော်ပြီးတော့ဒရိကောက်ပွဲမှာအနိုင်ရလာတဲ့ Donald Trump လက်ထက်မှာတော့မြန်မာအရေးပေါ်တိတ်အာရုံစိုက်မှာမဟုတ်ဘူးဆိုရဲစိုးရိမ်ချက်တွေလည်းရှိနေ ပါတယ်ဒီတော့လေမေးချင်တာကဟို trump အနေနဲ့ပေါ့နော်ဘာမှ at ဥပဒေနဲ့ပတ်သက်တဲ့အကူအညီတွေအပေါ်ဟိုကပ်ချက်ကရလောက်တာမျိုးတွေဖြစ်လာနိုင်မလားမဆိုမြင်ဟုတ်ဒီအကြောင်းကိုပြောရမယ်ဆိုရင်ဒီ American ရဲ့နိုင်ငံတော်ကာကွယ်ရေးအသုံးစရိတ်ဥပဒေပေါ့နော်အဲနာဒီ bill of uh, national defense authorization လို့ခေါ်ရဲဒီ nda nda ထဲမှာဘာမှအကူအမေရိကန်အလုပ်တက်က2020တော့ပြဋ္ဌာန်းခဲ့တာ 2023မှာကျတော့ American အလွတ်အထက်လွတ်တော်ကဒီ consolidated appropriation app ဆိုရဲခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွက်ဒေါ်လာ136တန်ပေးမယ်လို့အစီအစဉ်ဆွဲခဲ့တယ်။အဲ့တော့ပြောချင်တာကတော့ဒီ Burma app ဟာ American သမ္မတကလက်မှတ်ထိုးထားပြီးတော့အလွတ်တော်ကအတိအမှတ်ပြုထားတဲ့ဥပဒေအစဉ်ပါနော်။ အဲ့ဒီဥပဒေကိုဖျက်ဖို့အတွက်ဆိုလို့ရှိရင်အမေရိကန်ရဲ့အကျဉ်းထုံးတိုင်းဆိုရင်သမရအမိန့်နဲ့ပဲဖျက်လို့မရဘူး။အဲ့တော့လွှတ်တော်ကဖျက်ရမှာဖြစ်တယ်ပေါ့နော်။ဆိုတော့ဒါဆိုလို့ရှိရင်အလုတ်ရှုပ်သွားမဲ့သဘောတော့ရှိတယ်။အဲ့တော့ဒီလိုအစိုးရအဖွဲ့အစည်းလှုပ်ဆောင်နေတဲ့အချိန်မှာထရန့်ကဒါကိုဖျက်ဖို့ဆိုတာထက်တခြားအရေးကိုတော့ဦးစားပေးလှုပ်ဆောင်မဲ့သဘောတော့ရှိတယ်ပေါ့နော်။အဲ့တော့မြန်မာချင်းစိုက်တီအမေရိကန်တန်ယုံကအကြီးကဲပြောဆိုထားတာကိုကြည့်မယ်ဆိုလို့ရှိရင်မြန်မာအရေးနဲ့ပတ်သက်လို့ရှိရင်အမေရိကန်ရဲ့မူဝါဒရောအမေရိကန်ပြည်သူတွေရဲ့စိတ်ဝင်စားမှုရောရော့ကျသွားမယ်မထင်ဘူးဆိုတဲ့ဟာမျိုး BBC ကိုဖြေထားတာတွေ့ရတယ်။ဆိုတော့အဲ့ဒီမှာကြည့်ရင်လ လည်းဒီလူခုရင်းနဲ့အရသားကာကွယ်ရရှိရေးဒီမှာမြန်မာပြည်သူတွေဘက်ကအခိုင်အမာယက်တည်မယ်ဆိုတာပါဝင်နေတယ်ဗောနော်အဲဒါတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ Burma Act ကိုဆက်လုပ်သွားမယ်အနေထားရှိနေတယ်လို့ပဲအဲ့ဒီဥပဒေကိုအကောင့်ထဲပေါ်မဲ့ဒီဝန်ကြီးဌာနအနေနဲ့ကလည်းဆက်ပြီးချိန်ဆက်လုပ်ဆောင်နေအောင်မယ်လို့တော့ယူဆရတယ်အဲ့တော့ဒီတစ်ဖက်မှာဒီနိုင်ငံခြားရေးဝန်ကြီးအဖြစ် trend ယူထားတဲ့သူကိုကြည့်လို့ရှိရင်မဂူရူဗီလိုဖြစ်နေတာတွေ့ရတယ်ပေါ့နော်မြမအရေးနဲ့ပတ်သက်လို့ရှင်သူကကောင်းကောင်းသိတဲ့သူဖြစ်နေရတယ်တွေ့ရတယ် အဲ့တော့2010တုန်းကကလေးကလည်းဒီမြန်မာနိုင်ငံမှာရွေးကောက်ပွဲကိုမှန်မှန်ကန်ကန်လုပ်ဖို့ပြီးတော့2021အနာစစ်အနာသိန်းတော့လည်းဝိုင်းရီကောက်ွက်တဲ့ဒီအထက်လွတ်တော်အောက်လွတ်တော်ကအမတ်ကြီးတွေမှာလည်းသူလည်းပါတယ်ပေါ့နော်အဲ့တော့မြန်မာစစ်တပ်ကိုဒီတိတိယရောက်တန်ခတ်အေးအေးယူဖို့ကိုလည်းဒီသမရဂျိုးပိုင်နယ်လက်ထက်ကဒီနိုင်ငံသားကြီးဝင်ကြီးစီကိုစာရေးတာမျိုးတွေလှုပ်ဆောင်ခဲ့တယ်ပေါ့နော်အဲ့တော့ပိုပြီးသက်ဆိုင်တာကဒီအခုဆွေးနွေးနေတဲ့ဗမာအက်ကိုအကောင့်ထဲပေါ်ရမှာတိတိယရောက်လှုပ်ဆောင်ဖို့ USS ကိုပြောဆိုခဲ့တာတွေရှိတယ်ပေါ့နော်အဲ့ဒီအချက်တွေကိုပြန်ချုပ်ရလို့ရှိရင်ဒီလွတ်တော်ကအတည်ပြုတယ်အမေရိကန်သမ္မတဒီလက်မှတ်ထိုးထားတဲ့ဒီမမအက်ကို Trump ကဖျက်လို့မရဘူးလို့လွတ်တော်ကဖျက်မယ်ဆိုလို့ရှိရင်လည်းဒီအရှိမပြောခဲ့သလိုပဲအလုရှုံမဲ့အနေထားရှိတယ်အဲ့တော့ဒီဥတွေပြဋ္ဌာန်းချက်ကိုဆက်လုပ်ရတဲ့ဒီနိုင်ငံသားရေးဝန်ကြီးထဝန်ကြီးကလည်းဘာမအက်ကိုထိထိရောက်လို့ပို့အားပေးခဲ့တဲ့မာဂိုရူဘီတွေဖြစ်နေတော့ဆက်လုပ်သွားမယ်လို့တော့ယူဆမိတယ်ပေါ့နော် ဟုတ်ကဲ့ပါရှင်ဆိုတော့ဟိုဥတုစော်လကိုပြန်အလှည့်ပေးချင်ပါတယ်ရှင်အခုဆိုရင်အရှေ့တောင်အာရှနဲ့အာရှပစိဖိတ်ဒေတာအထဲမှာဟိုပထဝီနိုင်ငံရေးအရအမေရိကန်တရုတ်နှစ်နိုင်ငံပြိုင်ဆိုင်မှုတွေကတဖြည်းဖြည်းပြန်ထန်ပြန်ထန်လာနေတာကိုတွေ့ရတယ်ပေါ့နော်နောက်ဘာမာအက်ထွက်လာပြီးနောက်ပိုင်းဒီမြမအရေးမှာတရုတ်ရဲ့ဆွတ်ဖက်မှုတွေစစ်ကောင်စီမပြိုလဲဖို့အတွက်ကြားကန်ပေးနေတာတွေအပြင်စစ်ကောင်စီကိုသူဩဇာလွှမ်းတဲ့ဒေတာရင်းအဖွဲ့အစည်းတွေကတဆင့်ပွဲထုတ်လာတာတွေရှိနေတယ်တစ်ဖက်ကဆိုရင်လည်းတရုတ်ရင်း င်းမြုံနံမှုတွေလုံခြုံရေးနဲ့ဟိုတရုတ်နိုင်ငံသားတွေရဲ့လုံခြုံရေးကိုအကြောင်းပြပြီးတော့ပေါ့နှစ်နိုင်ငံပူးတဲ့လုံခြုံရေးတက်ချဖို့အထူးစီစဉ်လာတာကိုတွေ့ရတယ်ဆိုတော့ဒီလိုအနေအထားမျိုးမှာအမေရိကန်အနေနဲ့ပထဝီနိုင်ငံရေးအရာပေါ့နော်တရုတ်ကိုတုံ့ပြန်လိုတဲ့ဆန္ဒကြောင့်ဒီမြန်မာအတိုက်ခံတွေအပေါ်အကူအညီတွေပိုရလာနိုင်တယ်ဆိုတဲ့အမြင်တချို့လည်းရှိနေပါတယ်ရှင်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့မှတ်ချက်ပေးပြီးပါအောင်အတူဆိုလိုက်ဟုတ်ကဲ့ဒေတာရတော့မြန်မာကိုတရုတ်ရင်သွင်းလေရတော့ဆွဲထုတ်လိုက်မယ်လေ ဘာပြောထရမ့်ပေါ်လစီကတရုတ်ကိုသူကဟိုနှစ်လုံးကွန်တိန်းပေါ့ကွန်တိန်းတရာထိနေတဲ့အကန့်တက်လို့ပေါ့ကုံတွေလေးတွေမဟုတ်ဘူးသူရဲ့ဒေတာတွေမှာဟိုစုံမမှုဆိုတော့မဆုမြတ်ပြောသလိုပဲသူတက်ပြတော့အာဆီယံပေါ့အာဆီယံမှာ American interest အကြီးရှိတယ်ပြီးရင်တရုတ်နဲ့ကုံတွေကုံတွေစုပေါ်ဖြစ်မှာတက်ကြမတက်ကြထရန်ကတော့သူတက်ပြတရုတ်ကိုဟို American investment တွေအကုန်တရုတ်ကပြန်ထုတ်မယ်သူစီပြန်ပြန်သွားမယ်တခြားနေရာတွေရွှေ့မယ်အခုထိုင်းနဲ့တွေ့လဲဆိုတာလဲ ဟိုပေတောင်တန်ရတယ်သူစဉ်းစားတာတရုတ်ကိုများဟိုထရန်ကန့်တက်တွေလောက်လာမယ်ပိတ်ပင်မှုတွေအခွန်တွေပိုကောက်လာမယ်ဆိုရင်ထိုင်းပစ္စည်းဝယ်မလားဆိုရင်မျက်စက်ပြစ်ကြတာပေါ့နော်အဲ့တော့တေးကြတာကတော့ထရန်နဲ့ပတ်သက်ရင်တော့တရုတ်နဲ့ကျွန်တော်တို့အာဆီယံ issue နဲ့ပဲသွားပြီးတော့သူ့ကိုသွားပြီးတော့ဟိုချိတ်ဆက်ရမှာပဲလေဘာဖြစ်လို့သူကိုလည်း where is ဘာမှပေါ့ဘာမှပြောမှဘာမှမတော့သိသိတာမဟုတ်ဟိုဒါပေမဲ့ regional မှာတရုတ်ကိုတော့သူကအမြဲတမ်းလို့လို့သူ့ရဲ့ပြိုင်ဘက်လို့သူလုံးလိမ့်မယ်သူသဖြင့်တော့ မြန်မာပြည်ကလမ်းချမ်းမဲခေါင်ပေါ့အခုဟိုနေ့မှာတရုတ်တွေပွဲထုတ်နေတာမြန်မာအောင်ဆိုရင်ကျွန်တော်တို့မဲခေါင် regional နဲ့တွဲပြီးတော့မဲထုတ်နေတာအဲ့တည်းမှာဟိုထိုင်းနိုင်ငံရဲ့အရေးပေါ်မှုတော်တော်ပိုကြီးလာနေမယ်အခုလာမယ့်ဒီဇင်ဘာပဲအာဆီယံကိုစားထိုင်းကနေပြီးတော့မြန်မာအရေးဆွေးနွေးဖို့ရှိတယ်အဲ့ချိန်လောက်ဆိုရင်တော့ကျွန်တော်ထင်ပါတယ် Trump လက်တက်နေလောက်ပြီလေသူက January 20ဆိုတော့သူဟိုသူမလာတော့မှသူ့ကိုထည့်စင်းထားတဲ့အခြေအနေရှိနေပြီပေါ့လေဆိုလိုတာတော့တေချာတာတော့တရုတ်ကိုတော့သူအကန့်အသတ်လုပ်တဲ့အတွက် မြန်မာပြည်အရေးနဲ့ပတ်သက်ရင်တရုတ်နဲ့ချိတ်ပြီးတော့ဘာလုပ်လာမလဲဆိုတာတော့တော်တော်စောင့်ကြည့်ရမယ်အဲ့လိုပဲအာဆီယံနဲ့ပတ်သက်ပြီးတော့အခြားကျွန်တော်တို့ဒီဒေတာတွေသူသဖြင့်ထိုင်းကကုန်းတမိုင်းနိုင်ငံမှာဆိုရင်တော့အမေရိကန်ရဲ့မဟာမိတ်ပါသူတို့နှစ်တိုင်းဒီမှာဟိုအနေရှိပါတယ်ကော့ပရာကော့ပရာကိုဟို military exercise ပါညာလောက်တာတွေပါရှိတယ်ဗျာဒါတွေကအဲ့တော့ဆိုလိုတာတော့အဲ့နှစ်ခုနဲ့ပတ်သက်တော့ကမ္ဘာပြေသူဟိုအဲ့ ဲ့ဒီအခြေခံ geopolitics ဆိုတာတကယ်မေကွန်းကတော့ဒီပထဝီနိုင်ငံရေးအခြေခံစဉ်းစားလိမ့်မယ်တရုတ်ရင်ခွင်တွေကဆွဲထုတ်မယ်တရုတ်ရဲ့ဒေသတွင်းမှာဩဇာကိုသူရအောင်လိုက်ပြီးတော့သူပြန်လိုက်ထူထောင်လိမ့်မယ်အဲ့တော့တခုပဲဆိုရင်တော့တရုတ်နဲ့အမေရိကန်ကျွေးနှက်ကောင်ခတ်တဲ့ကြဒုံဝါပြီးမိသားပဲမဖြစ်ဖို့တော့လူတာပါဗျာဘလို့ဖြစ်ဖြစ်ပေါ့ဒါပေမဲ့ဒေါ်နယ်ထရန့်မှာ interest လုံးဝမရှိတာတော့မဟုတ်ပါဘူးဆရာဟိုပထဝီနိုင်ငံရေးကစိတ်ဝင်စားမှုလည်းရှိပါတယ်ဗျာ ဟုတ်ကဲ့ပါရှင်။နောက်တစ်ခုကလေးမဆုမြတ်ဒီ Donald Trump ဟာလာမယ့်2025 January လ20ရက်နေ့မှာကြမ်းကြိမ်ပြီးတဲ့အခါဟိုတရားမဝင်ရွှေ့ပြောင်းရောက်ရှိနေသူတွေကိုအရေးပေါ်အခြေအနေကြေညာပြီးတော့ဟိုစစ်အင်အားသုံးပြီးတော့နေရပြန်ပို့မယ်ဆိုတာကိုသူ့ရဲ့ Truth Social Media ကနေပေါ့နော်နိုဝင်ဘာလ16ရက်နေ့မှာကြေညာခဲ့တယ်။အခုချိန်မှာအသေးစိတ်အစီအစဉ်တွေမထွက်လာသေးပေမဲ့ဟိုကြမ်းကြမ်းတန်းတန်းကင်တွယ်မဲ့သဘောရှိတယ်လို့ခန့်မှန်းကြတာတွေလည်းရှိတယ်ပေါ့နော်။ဆိုတော့ ဒီလိုအနေထားကြောင့်မြန်မာအရေးကိုလှုံ့ဆော်နေကြတဲ့အမေရိကန်အခြေစိုက်မြန်မာတွေအပေါ်ရိုက်ခတ်မှုရှိနိုင်မလားမဆိုမြတ်ဟုတ်ကဲ့ဆွေးနွေးပြပါအောင်ရှင် ဲ့တော့သတင်းစာရှင်းလင်းပွဲကပြောစကားအရာကြည့်မယ်ဆိုလို့ရှိရင်အမေရိကန်ရဲ့တမိုင်းတစ်လျှောက်မှာအရေးအတွက်အများဆုံးကပြန်ပို့တဲ့ကိစ္စကိုလုပ်မယ်လို့ပြောဆိုခဲ့တာပါနော်အဲ့တော့ message campaign တော့အကြိကူရဲ့မှာလဲအမေရိကန်မှာအထောက်ထားမဲ့နေထိုင်တဲ့ဒီရွှေပြောင်းတန်းချီဝင်ရောက်လာတာတွေကိုပြန်ပို့မယ်ဆိုတာမျိုးပြောဆိုခဲ့တယ်။ဒါတွေကိုကြည့်မယ်ဆိုရင်တော့စိတ်ပူစရာအခြေအနေတော့ရှိပါတယ်။အဲ့တော့စိတ်ပူစရာအခြေအနေဖြစ်နေတာကလဲအမေရိကန်မှာဒီအထောက်ထားမဲ့နေထိုင်နေတဲ့ရွှေပြောင်းရေအတွက်ကဒီ2020 20နှစ်တော့အစည်းအရာဆိုရင်တော့မှာ70တန်းရှိနေတာတွေ့ရတယ်။ အဲ့ဒီအကြောင်းကိုဒီဒုသမရာလုံးမဲ့ JD Vance ကအင်တာဗျူးဖြေထားတာမှာလဲလူတန်းလောက်နဲ့စမယ်ပြောထားတာတွေ့ရတယ်ပေါ့နော်ဒီတော့ဒီလိုတရားမဝင်နေထိုင်သူအထောက်ထားမဲ့ယူတယ်မှာမြန်မာအယူအဆကဘယ်လောက်ရှိနေလဲပေါ့အဲ့တော့ဥပဒေအကြောင်းအရလုံးမဲ့ဆိုရင်တော့ခက်ခဲတွေအများကြီးရှိနေအောင်ပါပါအဲ့တော့ဘာဖြစ်လို့လဲဆိုတော့ဒီအစုလိုက်ပြုံလိုက်ပြန်ပို့ဖို့ဆိုရင်အမေရိကန်ရဲ့ လူခွင့်ရေးဆိုင်ရာထောက်ခံသူတွေကလည်းဥရီကြောင်းအရာပြန်ပြောလာနိုင်တယ်ပေါ့နော်လုပ်ငန်းစဉ်အရာကြည့်မယ်ဆိုလို့ရှိရင်လည်း Trump ကစစ်တပ်ကိုတာဝန်ပေးမယ်လို့ပြောဆိုပေးမယ်လို့ဥရီကြောင်းအရာကြည့်မယ်ဆိုလို့ရှိရင်ကြတော့ထောက်ထားမဲ့နေထိုင်သူကိုထိန်းသိမ်းထားဖို့ဒီလူဝင်မှုကြီးကြပ်ရေးတရားသူကြီးစီကိုပို့ရမယ်အဲ့တော့အဲ့လိုအစုလိုက်ပြုံလိုက်ဆိုလို့ရှိရင်အနည်းဆုံးတစ်နှစ်လောက်ကြာနိုင်တယ်လို့ပြောဆိုထားတယ်အဲ့တော့ပြန်ပို့တဲ့အခါမှာလည်းဒီသက်ဆိုင်ရာနိုင်ငံရဲ့အစိုးရနဲ့တန်တမန်ဆက်ဆံရေးကိုချိန်ထိုး စဉ်းစားရတယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဒီနိုင်ငံသားရေးဝန်ကြီးကိုယ်တိုင်ကလည်းမြန်မာနိုင်ငံအရေးကိုဒီတိနာလဲပြီးတော့စစ်တပ်အာဏာသိမ်းတာကိုလက်မခံဘဲမြန်မာနိုင်ငံအတွက်ဒီလူ့ခွင့်ရေးဆိုင်ရာတွေလူသားချင်းစာနာမှုအကူအညီတွေထိထိရောက်လုပ်ဖို့ပြောဆိုခဲ့တဲ့သူဖြစ်နေတာကတော့မြန်မာပြည်သူတွေတက်အားတက်စရာအခြေအနေလို့ဆိုနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီပြန်ပို့တဲ့တမိုင်းကြောင့်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီ try ရဲ့ပထမတက်တန်းလေးနှစ်မှာတက်တန်းခွဲလောက်ပြန်ပို့ခဲ့တယ် ဒီအိုဘားမားကျတော့သမ္မတသက်တမ်းဇတိုင်နှစ်ကြိမ်အတွင်းမှာ၃သန်းလောက်ပြင်ပို့တယ်ပေါ့နော်အဲ့တော့ဘိုင်ဒန်လက်ထက်မှာတော့တော်နေခဲ့တာရှိတယ်ဒါတွေကိုကြည့်မယ်ဆိုလို့ရှင်လည်းဒီအမေရိကန်အခြေစိုက်မြန်မာအရေးလှုပ်ဆောင်သူတွေအတွက်အဲစိတ်ပူစရာဆိုရင်လည်းစိတ်ပူစရာလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျမတို့အပြန်ပြောရလို့ရှင်တော့ဒီတခုခုဆိုလို့ရှင်ဒီရှူးရှူးတိုင်းတိုင်းလှုပ်တက်တဲ့အဲ Trump ဖြစ်နေတာရယ် American ပြည်တွင်းကိုအကောင့်အောင်လုပ်ဖို့အတိအကထားတဲ့သမရဖြစ်နေတာကြောင့်တတိထားစရာအခြေအနေတစ်ခုတော့ဖြစ်နိုင်တယ် ဒါပေမဲ့ဒီလူခုရေရှူတော့ကနေလက်ခံထားတဲ့အမေရိကန်ပြည်သူတွေလည်းရှိနေတာကြောင့်ဒီချိန်နေကြမှာပဲမိစဉ်ကြီးကြရမယ်အခြေအနေလို့ပဲပြောပြရစီရှင် ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပြောရရင် Trump ကအရင်ကတည်းကတရုတ်နဲ့အဆင်မပြေတဲ့အပြင်ဒီရွေးကောက်ပွဲမှာလည်းတရုတ်ကသွင်းလာတဲ့ကုန်ပစ္စည်းအားလုံးကိုအခွန်60ရာခိုင်နှုန်းကောက်ဖို့ကတိပေးထားတယ်ပေါ့နော်ဆိုတော့တရုတ်နိုင်ငံခြားရေးနဲ့ကာကွယ်ရေးမှာလည်းတရုတ်နဲ့ဆက်ဆံရေးမှာသဘောထားတမ်းမာမှု ရှိသူတွေကိုခန့်ဖို့ရထားတာတွေတွေ့ရတယ်ဆိုတော့ဒီလိုအချိန်ဒီအောက်မှာ American ရောက်မြန်မာအရေးတက်ကြွလှောက်ရှားသူတွေအပါအဝင် နိုင်ငံတကာရောက်မြန်မာတချို့ကလည်းတရုတ်ထုတ်ကုန်ပစ္စည်းတွေမဝယ်ရေးဆိုတဲ့ ဲ campaign တွေလှုပ်လာတာတွေ့ရတယ်ပေါ့เนาะဆိုတော့ဒီတော့ဥတ္တဆော်လက်ကိုဒီတခါကျွန်မမေးချင်တာကဒီတရုတ်ရဲ့စစ်ကောင်စီဘက်ကရပ်တည်နေတဲ့မူဝါဒတွေကြောင့်ပေါ့မြန်မာနိုင်ငံထဲမှာလည်းတရုတ်ကုန်ပစ္စည်းတွေမတုံ့ဆွဲရေးဆိုတဲ့ campaign တွေဖြစ်လာနိုင်တယ်လို့ပြောနေကြတာတွေလည်းရှိနေတဲ့အပေါ်ပေါ့နော်ဘယ်လိုများမှတ်ချက်ပေးချင်သလဲရှင်ကျွန်တော်ထင်ပါတယ်တရုတ်ကတော့တေချာဖို့ကံပါပဲလေအခုတော့မှအမေရိကမှရှိတဲ့အမေရိကမှမဟုတ်ပါဘူးတကဘာလုံး global campaign ဆိုပြီးတော့လုပ်နေကြတယ် main agenda တရုတ်ရဲ့ ပမာနိုင်ငံရေးစွဖတ်မှုဘလို့ကောက်တာလုံးမလဲဘလို့တံပြန်မလဲပေါ့ဒါတော့လက်ရှိမြန်မာဟိုမြန်မာရေးတက်ကြွအလှရှားသူ activist တွေကြားထဲမှာသူတို့ကလည်းဒါ American နိုင်ငံရေးနဲ့ဟိုနိုင်ငံတကာနိုင်ငံရေးနဲ့ချိန်ပြီးတော့သူတို့ပြန်တော့ trend နဲ့ချိန်ပြီးလောက်တဲ့ campaign တွေဖြစ်လာတာပေါ့နော်အဲ့တော့သိကြတာအတော့ရှေ့လျှောက်ဒီတရုတ်နဲ့ပတ်သက်တဲ့တရုတ်ကလည်းတကယ်မြန်မာနိုင်ငံရေးမှာထထဲဝင်စွဖတ်နေတာဟို American ကိုရအောင်ဆွဲသွင်းမယ်တရုတ်ကိုပြန်ကောင်တာလုပ်မယ် ဟိုတမိုင်းကြောင်းကြလဲ Republican တွေကတခါကြိုက်မြန်မာအရေးမှာ Democratic တွေတော့ပိုကျန်းနေတယ်၊ကြိုက်တွေ့ခဲ့တာလေကျွန်တော်တို့အရင် George Bush လို့ပြောလို့ဆိုရင်ကျွန်တော်လည်းတွေ့ဘူးလေတိုင်းလာပြီးတော့ကျွန်တော်တို့နေဇက်ကလူတွေလာတွေ့အဲ့လိုတွေလောက်ခဲ့ဘူးလေသူမိမဆိုရင်ဟို Bush Laura Bush ဆိုရင်ကရင်ကိုသွားအဲ့လိုလေးပေါ့နော်ဟို Republican တွေကအဆက်ဆက်တော့နည်းနည်းပို့ပြီးကောင်းမွန်နေလို့ပို့ဆန်တာပေါ့ဗျာသူတပင်းတော့တရုတ်ကိုအကင်တွေ့တဲ့နေရာမှာအဲ့တော့ Trump နဲ့ပတ်သက်လို့ Trump administration အောက်မှာ Trump စိတ်ဝင်စားမဲ့ တရုတ်နဲ့ချိတ်ဆက်လှုပ်ရှားမှုတွေတော့အများကြီးဖြစ်လာတာပါလိမ့်မယ်အခုပဲ global campaign ပေါ့နော်အမေရိကန်တွေမဟုတ်ဘူးအမေရိကန်ရဲ့မဟာမိတ်ထိုင်းမှာလည်းဖြစ်လာလိမ့်မယ်တောင်ကိုရီးယားမှာဖြစ်လာလိမ့်မယ်တခြားဂျပန်တို့ဘာလို့ဖြစ်လာလိမ့်မယ် quad ပေါ့အိန္ဒိယတို့ဖြစ်လာလိမ့်မယ်ဒီဟာတွေကတော့ရှောင်လွှဲမရပါဘူးသေချာတာကတော့ trend လည်းအဲ့ဒါမှပဲစိတ်ဝင်စားမှာ哦သူ့ရဲ့စိတ်ဝင်စားမှုနဲ့သူ့ရဲ့ team ပေါ့သမရကိုယ်တိုင်တို့တခြားလှုပ်ရှားတွေအများကြီးပါတခြားဟိုသူ့မှာတခြားကမ္ဘာအရေးနဲ့ပတ်သက်ယူကရိန်းတို့ဂါဇာတို့ပြဿနာတွေကအများကြီးတန်းစီနေတော့လေ ဒါပေမဲ့သူ့ရဲ့ team ကတော့တရုတ်နဲ့ပတ်သက်တာအကုန်လုံးသူ့ကို report လုပ်လို့ပြောထားလိုက်မယ်အဲ့တော့ဆိုလိုတာကတော့ဒီအကူမှာတော့ဒီ trend letter republican နောက်၄နှစ်မှာတော့တရုတ်ကိုကန့်တတ်တာတွေတရုတ်နဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေအဲ့လိုပဲတရုတ်ရဲ့မြန်မာနိုင်ငံကြီးမှာဆွတ်ဖတ်မှုတွေအရင်လောက်တော့လွယ်တော့မှာမဟုတ်ဘူးပို့ပြီးတော့ဟိုတက်မြန်အဲကောင်တာလိုက်နိုင်တဲ့အခြေအနေသူတို့ပြတော့အမေရိကအဲ့ဒါကိုလည်းအားပေးလိုက်မယ်ထရန့်အဲ့ဒါကိုအားပေးလိုက်မယ်အဲ့လို အခြေအနေမှာတော့မြမအရေးနဲ့ပတ်သက်တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်။ဒါပေမဲ့ဘာပဲပြောပြောနောက်ဆုံးတော့မြမပြဿနာပြည်တွင်းပြဿနာပါပြည်တွင်းကပဲတရုတ်ကလည်းပြောတယ်ဟိုတန်တယ်ဝင်ရောက်မဆွတ်ဖက်ရေသူပဲဆွတ်ဖက်မှာပေါ့သူသိလို့သူပြောနေတာပေါ့ခဏနေအမေရိကန်အမေရိကန်ဝင်လာမှသူလည်းတော်တော်စိုးရိမ်ပါလေဝင်လဲဝင်လာပါလိမ့်မယ်ခုတိုင်းဆိုရင်တော့အဲ့တော့မြမအရေးနောက်၄နှစ်ကတော့ကျွန်တော်ထင်ပါတယ်တရုတ်နဲ့ဆက်နွယ်တဲ့မြမအရေးဆိုတော့ဘာတွေဖြစ်မလဲဆိုတော့တော်တော်စိတ်ဝင်စားစောင့်ကြည့်ရမယ်အခြေအနေရှိပါတယ်လို့ပဲပြောရမှာပါဗျာ ဟုတ်ကဲ့ပါရှင်မဆုမျက်စီအလှပြန်ပေးကြပါမယ်။ဟုတ်မဆုမျက်အာအားလုံးသိတဲ့အတိုင်း Trump ဟာအရင်တစ်ကြိမ်သမ္မတသက်တမ်းတုန်းကမီဒီယာတွေနဲ့ဘယ်တော့မှအစည်းကတ်တဲ့သူမဟုတ်ခဲ့ဘူးဆိုတာပေါ့နော်။ဆိုတော့ Trump နဲ့ပတ်သက်ပြီးတော့အကောင့်ဘက်ကရေးတဲ့မီဒီယာတွေဆိုရင်လည်းမရှိသလောက်ပဲ။ Trump ကလည်းတရင်သမားတွေဆိုတာကပြည်သူတွေရဲ့ရန်သူပဲ။ Journalist တွေဟာမရိုးသားတဲ့သူတွေလူကောင်းတွေမဟုတ်ဘူး။သူတို့ကပတ်စံယူပြီးတော့တရင်တွေရေးနေရစတဲ့သကလုံးကြမ်းကြမ်းတွေနဲ့တရင်ထောက်တွေကိုပြောဆိုထားတာတွေရှိခဲ့တယ်။ဆိုတော့တစ်ဖက်ကကြည့်ရင် င်လူတို့နဲ့သတင်းသမားတွေအကြားအမုန်းပွားအောင်လို့ဒီ Trump ကရန်တိုက်ပေးနေတဲ့သဘောဖြစ်ခဲ့တယ်ပေါ့เนาะဆိုတော့ဒီနေရာမှာဆက်ဆက်ပြီးစဉ်းစားစရာရှိတာကဟိုမီဒီယာဖွံ့ဖြိုးရေးအတွက်ကဘာတဝန်းကိုထောက်ပံ့နေတဲ့ American ရဲ့အကူအညီတွေအပေါ်ပေါ့ဟိုရိုက်ခတ်မှုရှိလာနိုင်သလားဆိုတာပါဟုတ်ကဲ့ဆွေးနွေးပြပါအောင်ဆိုမြင် ဒီအချက်တွေကြောင့်ပဲဒီ Republican Party ကိုစားပြုဖရန့်က Democratic Party ဝင် Harris ကိုမဲတာစီးနိုင်တယ်လို့အဖြေရချိန်မှာဒီစိတ်ပူသွားကြစိတ်ညစ်သွားကြတဲ့တုံ့ပြန်မှုတွေတွေ့မြင်ခဲ့ရတာပေါ့နော်ဒါကအမေရိကန်မှာရောတခြားနိုင်ငံတွေမှာရောပဲတွေ့မြင်ရတာပါအထူးသဖြင့်တော့ဒီ Democracy ဆိုတဲ့စကားလုံးလူခွင့်ရေးဆိုတဲ့စကားရဲ့ကြားတာနဲ့ American လို့ပြင်းပြလေးရှိတဲ့အနေအထားဆိုတော့ ဒီ Trump ရဲ့မဲအပြတ်သက်အနိုင်ရမှုကအတော်တက်ရောက်မှုပြင်ခဲ့တယ်ပေါ့နော်။ဒါပေမဲ့ဒီမီဒီယာဖွံ့ဖြိုးရေးဆိုတဲ့စကားလုံးအောက်မှာလည်းလူခွင့်ရေးတွေပေါ်ထုတ်ဖို့ဒီမီဒီယာတွေကိုရေရှည်ရက်ကြည်နိုင်အောင်စီမံကိန်းတွေအကောင့်ထဲပေါ်ခဲ့ကြတာလည်း American ကပဲအများဆုံးထောက်ပံ့ခဲ့တာ။အဲလက်ရှိအချိန်ထိဆိုလို့ရှိရင်ဒီ Trump ရဲ့မဲဆွယ်စဉ်ကာလနဲ့မဲနိုင်ပြီးအခုချိန်အတွင်းမှာတော့မီဒီယာဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေနဲ့ရောဒီသတင်းသမားတွေနဲ့ပတ်သက်ပြီးပြောဆိုခဲ့တာတော့မရှိသေးဘူး။ဒါပေမဲ့ပြီးခဲ့တဲ့သမရတက်တမ်းမှာတော့အတော်ကြီးကိုပုတ်တိုက်မှုဖြစ်ခဲ့တဲ့အချိန်တွေတော့ရှိခဲ့တယ်ပေါ့နော်။ အဲ့တော့အခုတက်တန်း၄နှစ်မှာလဲဘာတွေဖြစ်လာအောင်မလဲဆိုတာကတော့စောင့်ကြည့်ရမှာပဲပြောဖို့တော့ခက်တယ်အဲ့တော့လက်ရှိဒီ American ရဲ့ USA ကတစင်ထောက်ပံ့မှုတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းတချို့ကလာမယ့်နှစ်ဒီ2025နှစ်ကုန်ပိုင်းလောက်ဒီလုပ်ငန်းစဉ်တွေရှိနေတာလဲတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါတွေကိုလဲလုံးလက်ဆမလို့ပြီးအောင်ဆက်လုပ်နိုင်ချေရှိတယ်လို့ ဆိုအဲ့ဒီနောက်ပိုင်းအချိန်ဒီအပေါ်မှာတော့လက်တက်ရောက်မှုတော့ရှိလာနိုင်တယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်အပေါ်မှာဆွေးနွေးခဲ့တယ်လို့ပဲဒီတရားမှုဝင်ရောက်လာသူအထောက်ထားမဲ့တွေကိုပြန်ပို့မယ်ဆိုလို့ရှိရင်ဒီ American အစိုးရအနေနဲ့ငွေကြေးအများကြီးစိုက်ထုတ်သုံးစွဲရတာ။နောက်ထင်းထင်းရေးစခန်းတွေစောက်ဖို့နောက်လေးချောင်းခီးစင်တွေစီစဉ်ဖို့ကဒေါ်လာဘီလီယံရာနဲ့ချီကုန်မဲ့အနေထားရှိတယ်ပေါ့နော်။နောက်တစ်ခုကဒီ trend ရဲ့ဒီနှစ်ရွေးကောက်ပွဲဂရီကွေထဲမှာပါတဲ့ဒီ nested လုံခြုံရေးဆိုင်ရာဂရီကွေဖြစ်တဲ့ nested တတိုင်းအပိကာဘူးတို့ ပြီးတော့ထောင်ထဲချီတဲ့တပ်ဖွဲ့ဝင်တွေနေရာချဖို့ကလည်းငွေကြေးအများကြီးစိုက်ထုတ်ရအောင်အဲဒီလောက်များတဲ့ပမာဏကိုကောင်ထဲပေါ်ဖို့ဆိုရင်ဘာတွေကိုဆက်လုပ်မလဲဘာတွေကိုဆက်မလုပ်ဘူးလဲဆိုတာကိုထရန်စဉ်းစားပြီးသားလည်းဖြစ်နိုင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီပြီးခဲ့တဲ့နှစ်2023တုန်းကအမေရိကန်ရဲ့လူဝင်မှုကြီးကြပ်ရေးနဲ့အောက်ခွန်ဌာနကဒီလူတသိန်း၄တောင်းပြန်ပို့ဖို့ပေါ့အမေရိကန်ဒေါ်လာတန်း၄၂၃ခဲ့ရတယ် ဒါရီကို Trump က American ရဲ့ဒီပြည်ရင်းကိုအားကောက်မှုလုပ်ငန်းစဉ်ထဲမှာထက်တွေ့ထားတာဆိုတော့ပြည်ပနိုင်ငံတွေကိုထောက်ပံ့မှုငွေကြေးကိုတုံ့ဆွရင်ဗေဂန်နာကိုရှော့ချပြီးတော့ဗေဂန်နာကိုဆက်ပေးမလဲပေါ့ဆိုတော့အဲ့ဒါကိုချိန်ထိုးစဉ်းစားမယ်ဆိုလို့ရှိရင်တော့ဒီ Trump ရဲ့သဘောအတိုင်းဆိုရင်လူခွင့်ရင်းနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကို American ပြည်သူတွေရဲ့သဘောဆန္ဒအတိုင်းလက်ခံပြီးဆက်ထောက်ပံ့တာဖြစ်နေပေမဲ့ဒီရှော့ချမယ်ဆိုရင်တော့မီဒီယာဖွံ့ဖြိုးရေးခန္ဓာအတွက်ထောက်ပံ့တာကိုရှော့ချလိုက်တာလည်းဖြစ်လာနိုင်တယ်ပေါ့နော်ဒါကကဘာမှာလည်း ဖြစ်နေတဲ့အနေအထားမျိုးဖြစ်နေတယ်ပေါ့။အဲ့တော့ဒါဆိုရင်တော့ဒီလက်ရှိအနေအထားမှာဒီအမေရိကန်ရဲ့အထောက်ပံ့နဲ့မီဒီယာဖွံ့ဖြိုးဖို့အတွက်အကောင့်တွေပေါ်နေတဲ့စီမံကိန်းတွေပေါ်တက်ရောက်မှုကြီးလာမှာတော့အသေးချာပဲလို့ပဲပြောပြရစီရှင်။ဟုတ်ကဲ့ပါရှင်ဆိုတော့ကျွန်တော်တို့ဒီနေ့ဆွေးနွေးခဲ့ကြတဲ့ American သမရအပြောင်းလေးနဲ့မြမအရေးဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့ပေါ့နော်ဥတိုးစော်လည်းဖြည့်စွက်ဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ဟောဆိုတော့မီဒီယာကိစ္စတော့နည်းနည်းပြောခြင်းနဲ့ Trump တကယ်တော့ fake news ဆိုတာသူစခဲ့တာဗျသူသမရလက်ထက်မှာလေ fake news fake news သူလည်းမတည့်တာ CNN အကောင်တွေတခါတည်း fake news လို့ပြောအခုလည်း Fox ကသူတိုက်တဲ့သတင်းဌာနဆိုတော့ favor ပေးပေါ့နော်ဒါပေမဲ့ဟိုဗမာပြည်မှာဆိုရင်တော့သူရရက်တရားကိုအရင်ဆုံးစောင့်ကြည့်ရမှာပါဗမာပြည်ဒီရောက်လာဘူးကအဝေးပါသူ့မှာတခြား priority ဥပမာ Ukraine ကိုသူရအောင်ရက်မယ်လို့လုံးမလဲပေါ့နော်နောက်တစ်ခါတော့ဟိုဟိုအကောင်မောင်းတန်ဟို American ရဲ့ American image ကအဲ့လောက်ဟိုပုံမှန်နဲ့တက်ရောက်မှုတော့ဝေးပါ ဒါပေမဲ့ပိုတော့ပြင်ထန်နေမယ်ဆောရံပြောသလိုမျိုးဟိုမီဒီယာနဲ့ပတ်သက်လို့သူပို့ပြီးတော့ဟိုမီဒီယာသမားတွေသူကငိုရေအလားကျက်တော့ရှိတာပေါ့နော်ဒါပေမဲ့အခုလည်းဘာမှလုံးလုံးလောက်ပြီးတာမဟုတ်ပါဘူးအဲ့ဒါတော့အမေရိကန်ကဒီလောက်ကြီးဟိုပြောကြည့်ဆိုရင်ဘာလို့ဘာမှအထက်မှာမီဒီယာစက်တာမှမပါတာ communication မပါတာဘောနော်အဲ့တော့ channel သိပ်ပြီးတော့ဟိုတက်ရောက်မှုအကြီးတော့ဖြစ်မှာမဟုတ်ဘူးဒါပေမဲ့အခွင့်အရေးတွေလည်းအများကြီးရှိပါတယ်သူတပင်းအာဆီယံတရုတ်နဲ့ပတ်သက်ပြီးကြွယ်ကူရေးပါဘာမှပြည်နဲ့ပတ်သက်တဲ့ ဟိုရစရာကြီးလည်းအများကြီးရှိပါတယ်ဗောနော်အဲ့တော့ကျွန်တော်တော့အဲ့တော့လာမဲ့ရက်တရဆိုတော့ April လောက်ပေါ့တကြံလောက်တည်းမှာ train ရဲ့ထိုင်လန်းမျိုးဆက်ဆောင်ကြည့်ရမယ်လို့ပဲပြောပြရသေးပါဟုတ်ကဲ့ပါရှင်ဆိုတော့ဒီကနေ့ဆွေးနွေးပွဲအတွက်အချိန်ပေးခဲ့ကြတဲ့ဦးတိုးစော်လက်ကိုမဆုမြတ်ဘူးကျေးဇူးတင်ပါတယ်ကျေးဇူးပါရှင်